ိတ်တမများအားလုံးပဲမင်္ဂလာပါရှင်။လိတ်တမများအားလုံးကိုကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖေးအောင်ဂမီယာဖြစ်ရဲ့စံကျဲဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူမိုးထိုးမကွေရေးသားထားတဲ့သူရနဲ့အလူရှင်မရှိတဲ့အလူပွဲဆိုတဲ့ဇလန်လေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးမစားတင်မီကျမတို့ရဲ့ channel ကို လိုက်ရန် subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားအနိုဒီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ထနောင်းတမာတန်းတွေပုံများတွေအေးချမ်းတရားတွေရွာကလေးတွေရွာမှာတော့အလူကြီးတစ်ခုကိုကျင်းပပြီးတော့အိုးစီတိုးဘက်တွေနဲ့ကာလာသားမောင်မေတွေနဲ့စီတန်းဟာအလူလဲနေကြတော့တယ်။အဲ့လိုနဲ့လဲ့လဲပြီးတော့နှက်ကုန်းတစ်ခုရှိရောက်တဲ့အခါတော့မောင်ရှင်လောင်းလေးနှစ်ဦးကလက်ပြကြတယ်။အိမ်တော့ ဘုန်းတော်ကြီးချောင်းကိုပြန်လေဦးတည်လာကြတယ်။လူရှင်တွေကလည်းပြုံးပြော်နေကြသလိုပဲရွာမှာရှိတဲ့လူတွေကလည်းပြုံးပြော်ပြီးကားခုန်သူဟာကားခုန်နေကြတယ်။အဲ့လိုနဲ့လူတန်းကြီးကရှောက်လာချိန်မှာတော့ဒိုင်းကနေနေတဲ့တနက်တန်ကြီးတခုဟာထွက်ပေါ်လာပြီးတော့မြင်းတွေကိုစီနေလူရောက်30ခန်းကရွာလေးကိုဝင်လာကြတယ်။လူတန်းကြီးတွေ့ရတဲ့ရှေ့ကအနောက်ကတောင်ကမြောက်ကနေပိတ်ဆို့ပြီးတော့လူတွေကိုဝိုင်းထားလိုက်ကြတယ်။အဲ့လိုဝိုင်းပြီးတဲ့အခါတော့တနက်တွေကိုဖောက်ကြပြန်တယ်။ တနက်ဖောက်တန်တွေကြောင့်လူတွေရဲ့ကြောက်လန့်အော်ဟစ်ငိုယိုတန်တွေကကဘာပြတ်တဲ့အလားထွက်ပေါ်နေတယ်။အဲ့ဒီချိန်မှာတော့တောင်ကောင်းလာတဲ့မြင်းညိုကြီးတကောင်ပေါ်ကလူစီကနေတိတ်ဆန်းအဲ့ဒီလိုဆိုတဲ့အတန်ကဟိန်းထွက်သွားတဲ့အခါတော့လူတွေအကုန်တိတ်သွားပြီးတော့အတန်မထွက်ဘဲငိုယိုနေကြတော့တယ်။အဲ့ဒီမြင်းညိုကြီးပေါ်ကလူကတော့အသားညိုညိုရင်းအောင်ကြဲကြဲဘလကောင်းကောင်းနဲ့အောက်ခံရှက်အင်းကြီးအနက်နဲ့အပေါ်ကအသားရောင်ကုတ်အရှိတကူကိုဝစ်ထားတယ်။ပျောက်ကြားပေါင်းမိနဲ့ဘူဖနဲ့ရှည်တကူကိုစီထားပြီးတော့ မင်းဘဝကနေဆင်းလာပြီးဖီစီကန်တို့ကစေးဘောလိကြီးကိုကြိုက်ထားလိုက်တယ်။သူ့ရဲ့ဝစားပုံကလည်းဝေခေါင်ခေါင်မှမြင်လာနေပြီးအတော်အိုက်လာပြီးတမကုန်းရွာကရွာသူရွာသားများခင်ဗျာမင်္ဂလာပါ။အခုလိုသူများတကာကုသိုလ်ယူနေချိန်မှာကျုပ်ကလည်းမနေတာနဲ့ကျုပ်ယူနေကြအကုသိုလ်လေးကိုလာယူတာပါ။ဟောတာတနက်လိုခေါ်နေသူတဲကလက်တစစ်ပဲရှိတဲ့ကြည်စံလေးထည့်ပြီးလူကိုပြည့်ရင်တော့တစ်ချက်တည်းနဲ့နိဗ္ဗာန်ကိုရောက်သွားပါလိမ့်မယ်။မယုံတဲ့သူများကစမ်းကြည့်ရင် ျုပ်ရှိကိုကြွားခဲ့ပါဗျာ။တန်းဝင်သူရှိတော့မယ်မထင်ပါဘူးဆိုတော့ကျုပ်ကပဲစကားဆက်ရပါလိမ့်မယ်။အော်ကျုပ်ကတောက်ကြသားဆိုတော့စကားကြိုးလေးရှိတာတော့နားလေသိခံပေးကြပါ။ဟောဒီရွာလေးကအရန်ကိုအေးချမ်းပြီးတာယာဝါဖြိုးနေရလို့ကြတော့ကျုပ်မှာဝမ်းသာမိတာစိတ်ရင်းမှန်ပါဗျာ။အဲ့ဒါကြောင့်လေအခုလိုကျုပ်ကိုယ်တိုင်လာရောက်ပြီးတနက်ပြအလူလာခံရတာပါမိစေရူရဲ့လက်ဝတ်ရတနာရွှေငွေတွေကိုဟောဟိုကပစိုးခင်းလေးတွေသွားပုံထည့်ပြီ ကျုပ်ကိုလှူဒန်းပေးကြပါအောင်ဗျာ။ရွာသူရွာသားတွေကလည်းအဲ့ဒီလူကို အတော်ကိုကြောက်ရွံ့နေနေကက်လက်စုပ်ဆွဲကြိုးလက်ကောက်ငွေတွေကို အကုန်လုံးကတွားရောက်စုပုံထားကြတယ်။အကုန်လုံးထားပြီးတဲ့အခါတော့တမားတယောက်ကရွှေငွေတွေကို ထုံးလိုက်ပြီးတော့လွှဲလိုက်တော်တယ်။အဲ့ဒီအခါတော့စစောကလူကစကားဆက်ပြန်နေမိစေတို့အနေနဲ့ကျုပ်ကိုအခုလို အသာတကြီးပေးကမ်းရရတာမြင်ရတော့တိတ်ကိုဝမ်းသာပါတယ်ဗျာ။ဒါပေမဲ့အချိုးကကိုပစ္စည်းကိုတော့ နှမျောကြတာပဲမလားမနှမျောကြပါနဲ့ပစ္စည်းသင်္ခါရလူသင်္ခါရပဲဟောဒီကဘာပေါ်မှာဘသူမှမတည်မြဲပါဘူးကျုပ်ကအခုလိုလူရမ်းတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီထက်ပိုပြီးတော့စီးပွားဥစ္စာတိုးတက်မှာပါအဲ့ဒီအခါကျလေကျုပ်ကလာရောက်အလူခံပါဦးမယ်အခုကျုပ်အလူခံသွားတဲ့ရွှေငွေတွေကိုမတုံးဖြုံးပြမှာတော့မစိုးရင်ကြပါနဲ့နော်ကျုပ်တိတိချာချာအောက်လက်ငယ်သားတွေနဲ့တောက်စားရင်ဖြုံးပြမှာပါကိုရင်လေနောက်တစ်ခေါက်လာခဲ့ပါဦးမယ် အဲ့ဒီအတိုင်းပြောပြီးတဲ့အခါတော့အဲ့ဒီလူတွေကအနောက်ကိုစတိုင်ကြကြလဲလိုက်ပြီးတော့မြင်းပေါ်ကိုဆွေကနေခုန်တက်လိုက်တယ်။အဲ့ဒီအချိန်ရွာသားတယောက်ကထလာခဲ့တယ်။ဟေးဟေးလူခမရနာမည်ဘလို့ခေါ်လဲ။အဲ့ဒီသူကပြုံးပြပြီးတော့ကျုံနာမည်ကိုသိရင်တော့ခမရဝမ်းနေမှာပဲထား။မသိရင်လဲမသိတဲ့အတိုင်းပဲနေ။ကျုံနာမည်ကိုသိပြီးနှုတ်ကဖွင့်ဟမိရနဲ့မိတ်ဆွေကနှစ်ပြီကဥမာကသမီးနဲ့မိတ်ဆက်ပြီးသားဖြစ်နေလိမ့်မယ်။ အဲ့ဒီလိုပြောပြီးတော့မြင်းကိုတုံးဆိုင်စီကရွာလေးကဓမြတွေထွက်သွားခဲ့ကြတဲ့အခါတော့ပုံလူလူနဲ့အလူလေးလာတဲ့လူတွေသာကြံ့ခဲ့ကြတော့တယ်အဲ့လူပွဲမှာတော့ဘယ်သူမှမပြောနိုင်ကြတော့ဘဲဆက်လက်လှုပ်ဆောင်ခဲ့ကြတော့တယ်နောက်တနေ့မှာတော့တကြီးအိမ်မှာလူစုကြတော့တယ်ရာဇဝေးအုံနဲ့ပလိသား20ခန်းအလဲရှိနေကြတယ်တကြီးပြောပြချက်အရာဆိုရင်တော့ဒီဓမြစကားချိုချိုလေးနဲ့တနက်ဖောက်ပြီးအလူခံသွားတာပေါ့ဟုတ်ပါရဲ့ရာဇဝေးအုံမင်းခင်ဗျာကျို့တို့ရွာသူရွာသားတွေစီကနေ လောယဒနာအမြောက်များကိုပသွားတာပါအဲ့ဒီလူကဓမြဘူပဲဗျသူ့ပုံစံအသားညိုညိုရေအုပ်ခက်ကြဲကြဲဗလာကောင်းကောင်းသူ့ဝိစားပုံကမြင်ရတဲ့သူမှတော့စိတ်အိုက်တဲ့ပုံမျိုးအပျော်လေးကောင်းနေသူတခါဓမြထွက်တိုင်းရင်တော့အနည်းဆုံးလူရောက်30တော့ပါမှာပဲပစ္စည်းတင်ခါရလူတင်ခါရအကြောင်းလေးပြောသွားသေးလားအဲ့ဒီခါထိုင်းနေတဲ့ရွာသားတွေကပြောပါတယ်အဲ့ဒီလိုထောက်ခံကြတယ်သူ့နာမည်ကိုတင်ဝမ်းနေမှာပဲထားမသိရင်တော့မသိတဲ့အတိုင်းပဲနေ ူနာမေကိုလည်းပြောမိရင်တော့ဦးမကတမိနဲ့မိတ်ဆက်ပေးမယ်လို့ရောပြောသွားသေးလား။အိုင်နားထောင်နေကြတဲ့ရွာသားတွေကပြောပါတယ်။အဲ့ဒီလိုပဲထောက်ခံပြန်နေ။တကြီးကြီးခမ ्या ရွာတော့ရာဟုဂျိုကင်ဝင်တာပဲ။ဘာလို့တော့ရာဇဝဲအုံမင်းရဲ့ဘာဖြစ်ရမှာတုန်းဗျာ။ခမ ्या တို့ကိုအခုဓမြတိုက်သွားတဲ့သူကနမေကြီးဓမြဘုံတရုံးမင်းအောင်ဗျ။အဲ့ဒီဓမြတွေကလူစေကနန်းလောက်နဲ့ဖွဲ့ထားတဲ့အဖွဲမဟုတ်ဘူး။ရောက်တရာကျော်နဲ့ထောင်းထားတဲ့တပုံစစ်တပ်တခုဗျ။ ဒီကောင်နေပကိုးဘက်ကရွာကိုရွာပြတ်တဲ့အခြေတမားဝင်တိုက်ပြီးတော့ပြောက်သွားတာလင်းနေရှိပြီအခုမှပြန်ပေါ်လာကြတာရွာပြတ်တဲ့အခြေကိုတမားတိုက်တာရင်လားဟုတ်တယ်ဒီကောင်နေကပါနဲ့တယ်သူတို့တိုက်ပြီးဟိဆိုရင်တကယ်ရွာကြီးရွာကောင်းကမှ စီးပွားရေးပြည်လဲတဲ့ရွာကြီးပဲတိုက်တာတခါတိုက်ပြီးရင်တော့တလားလောင်နားတယ်ပြီးရင်တော့ပြန်တိုက်တယ်ပြောရရင်တော့ရွာမှာရှိတဲ့သူ တရားအောင်မှလက်ထဲတပြားမှမကျန်တဲ့အခြေတိုက်ယူကြတာနောက်ဆုံးတော့အဲ့ဒီရွာပြောင်းပြေးသူတွေ စီးပွားကြပြီးကိုကိုကိုတက်တည်တဲ့သူတွေနဲ့ရွာပြည့်ကြီးလိုဖြစ်သွားတာဒါကိုရဇဝေးအုံမင်းတို့မဖမ်းကြဘူးလားဖမ်းမို့လို့တာပေါ့ဗျာကျွားကိုကင်းတွေချဆောင်နေရွာထဲမှာလည်းပလိရင်ရအပြင်းနဲ့စောင့်ဖမ်းဖူးတယ်အဲ့တော့လာကြလားလာတာပေါ့ဗျာလာတာမှသူ့ရဲ့တပုံစစ်တက်ကြီးကိုအကုန်ခေါ်ပြီးလာတာပြေကြခဲကြနဲ့တင်းတဲ့သူတွေလည်းတင်းတရားရသူရနဲ့ဖြစ်ကုန်နေဒါပေမဲ့ကျုပ်တို့ပလိတွေပြစ်ခတ်နေတော့မှပဲသူတို့ကတခြားတစ်ဖက်ကိုတိတိကျကျရွာထဲလွတ်ပြီးဓမြတိုက်ခိုင်းနေလေ ဓမြဝင်တိုက်တဲ့အဖွဲအချက်ပေးပြီးဆိုမှသူတို့ကပြန်ဆုတ်သွားကြတာတော်တော်လေးလေးမာယာများတယ်ဗျဒီကောင်ကိုကြိုးတို့လိုက်ရှာနေတာကြာပြီဒီတစ်ခါပြန်ပေါ်လာတာသူ့ဘဝအတွက်နောက်ဆုံးပဲဖြစ်စေရမယ်ဘာမှစိတ်မပူနဲ့ကျုံမျိုးကတ်ကိုအကြောင်းကြားထားတယ်လက်နဲ့အပြည့်စုံနဲ့ပလိတ်တက်ကြီးကမကြခင်မှာဒီကိုရောက်လာလိမ့်မယ်တခုမှကျင်တာကတော့ရွာသူရွာသားတွေအလုံးဘေးကင်းလို့ရအောင်ရှာထားကြဖို့ပဲတခြားရွာကိုရှောင်ခြင်းလေးရှောင်နေကြပေါ့အခက်မသိရင်ရွာလေးကိုပါကြီးစံတွေဝင်လာနိုင်နေ အိမ်လူနဲ့အေဂျင်တာယာနေတဲ့တမကုန်းရွာလေးကောင်နေချင်းညချင်းငရဲမိဖို့တလို့ပြောင်ပြေးသူတွေရှိလာတယ်။အိမ်လူပြောင်ပြေးချသူတွေထဲမှာတော့မင်းကိုယ်လိုလင်းမယားလေးပါလေ။အိမ်လင်းမယားကတော့အလူတားရဲ့ကအလူတားရဲ့ကမလို့အခေါ်ခံခြင်းနဲ့အတွက်မကြမီအချိန်မှာအလူကြီးတစ်ခုပေးဖို့ငွေရီစုဆောင်းထားကြတယ်။ချမ်းသာတဲ့စည်ရင်မဝင်ပေမဲ့ဝင်းနိုင်ဝင်းနိုင်စားနိုင်တောင်းနိုင်ကြတဲ့အတိငွေကြီးချောင်းလေလာတယ်။နေပအောင်စုဆောင်းထားတဲ့ငွေတွေကတော့တများလက်ကိုမပါချင်တာကြောင့် နေချင်းပင်အထုပ်ပိုးတွေကိုလဲပေါ်တင်နေကြတယ်။ဝေးမင်းကိုဘဲသွားကြမလို့လဲကွာအခုလက်တလောကျုံမိမအမျိုးတွေရှိတဲ့ထင်းချုံရဘက်ပြောင်းမလို့ဗျအဲ့ဒီဘက်မှာတပတ်လောက်နေလို့ဒီဘက်ကညီမပြန်လာခဲ့မယ်ဗျာတကယ်လို့မှဒီဘက်ကမငြိမ်ဘူးဆိုလဲဟိုရွာမှာပဲအပြီးနေပြီးအလူပေးတော့မယ်မလူရသေးခင်တော့မသေးချင်ဘူးဗျအေးကွာတို့ရွာလေးတာယာအေးချမ်းနေရဘူးအဲ့ဒီဓမြကောင်တွေလို့လို့အခုတော့အကုန်စိတ်ဆင်းရဲနေကြရပြီမင်းတို့လည်းလမ်းခီးတတိထားသွားအောင် တော်တော်ကြဓမြရီနဲ့တိုးနေအောင်မယ်စိတ်ချကိုလာအောင်ရေကျုပ်ကတော့ဓမြရီတွေ့တာကျုပ်လူမဲ့ငွေပေးမယ်အစားအသက်သာအသေးခံပြစ်မယ်ဗျဟာကောင်ရခီးသွားကန်နီအဲ့လိုမပြောကောင်းတာမပြောရဘူးမင်းကတော့ကွာခက်ပလမ်းကိုတေချာကြည့်သွားနော်ဟုတ်ပါပြီဗျအဲ့ဒီလိုနဲ့မင်းကိုရိုလေးမရကောင်အထုပ်ပိုးရင်လဲဖို့ကို တင်ပြီးတော့ရွာကနေထွက်လာခဲ့တော့တယ်မင်းကိုကတော့တမကုန်းရွာသားဖြစ်တော့လေသူ့ရဲ့မိမလာခင်ကတော့သူ့ရွာနဲ့အတော်တန်ဝေးတယ် ထင်းကျုံရွာဘက်ကဖြစ်တဲ့မင်းကိုကတော့နေပူပူလေပူပူတိုက်နေတဲ့နေလေခင်မှာလဲကိုတရက်ချမ်းမောင်းနေတော့နေရွာကနေထွက်လာတာကနိုင်ဝက်ခက်မြကြာတဲ့အခါတော့တော်လန်လေးကိုဖျက်ရပြီးတော့တယ်ကိုမင်းကိုတတိထောင်းတော့ရှေးကတော်လန်ဖျက်သွားရမှာဘေးပတ်ဝင်ချင်ပါလေလူကပြက်ပါပြီနဲ့ဓမြိုင်နဲ့တွေ့နေတော့အခက်သားလာတော့အိုးငါမိမလေးငါတိပါတယ်ဟာငါမင်းမြောင်းပါမယ်အဲ့လိုနဲ့တော်လန်းကိုစတင်ဖျက်မောင်းလာခဲ့ တောထောင်နေတဲ့တဘာဝအရာတော့လေတိုးပြီးတိကိုင်းလှုပ်တဲ့ကျင်းငယ်တာရကားတို့ရဲ့အတန်းနဲ့တာယာလေးရဲ့ရှိပြီးတယ်။မင်းကူကတော့နွားတွေကိုတဟဲဟဲငေါငန်းပြီးတော့လဲဟူတုံးဆိုင်နေရော်တယ်။မကြမီအချိန်မှာပဲမင်းခွာတန်းဒီကမင်းကူတို့ရဲ့တတဲကနေပြန်လည်လာသလိုမင်းတွေပြေးလာနေရကိုလည်းမြင်လိုက်ရတော့တယ်။မင်းကူတို့လင်မယာမျက်လုံးပြူသွားတယ်။ကိုမင်းကူဟူရှိမဓမြရင်နေတူတယ်။ဟုတ်မယ်ထင်နေလာခင်ဘလို့လုံးကြမလဲ။ကျမတို့ကြောက်တယ်။ သူတို့ကတနက်တွေနဲ့ငါဘာမှပြန်လို့လို့ရမှာမဟုတ်ဘူး။လာခင်ငါတို့လူမယ်ငွေထုတ်ပဲယူပြီးပြေးကြမလား။လဲရီအထုတ်တွေကရောမတက်နိုင်ဘူး။ထားခဲ့ရမှာပဲဟ။နေမဲအလူကြီးပေးခြင်းနဲ့ဆိုငါတို့အသက်နဲ့လူမယ်ငွေကအရေးကြီးတယ်။လာစမ်းစဉ်းစားမနေနဲ့ပြေးကြမယ်။အဲ့လိုနဲ့မင်းကိုကောင်ငွေထုတ်ကိုဆက်လွှဲတိုင်းပြီးတော့မိမဖြစ်သူလက်ကိုဆွဲကောင်တော်ရဲကိုဝင်ပြေးတော့တယ်။မင်းခွာတန်တွေကအနောက်ကနေကြားနေရတယ်။မကြည်မနဲ့အော်ဟစ်တန်တွေကိုကြားရပြီးတော့တဆက်တဲဆိုစလို့ သူတို့နောက်ကလိုက်လာတဲ့မင်းခွာတန်းတွေကိုလည်းကြားလိုက်ရတယ်။ဒါကြောင့်မလို့အာထုံခုံဆိုင်ပြေးနေကြတယ်။မင်းကိုတို့ကတောနဲ့ထဲကိုပြေးဝင်ပြီးတော့ပုံရှုပ်ွက်ရှုပ်သွားနေကြတယ်။မင်းခွာတန်းတွေကလည်းတဖြည်းဖြည်းကွက်ပြောက်သွားတာကြောင့်အရေးကောင်းလာတဲ့တစ်ပင်ကြီးအနောက်မှာအမောပြေနေကြတော့တယ်။ဒီရိုးတွေကနေပြန်ထွက်ဖို့ဘယ်လိုလုပ်ကြမလဲ။နေပါဦးလက်ခင်ရဲ့။ငါကြံ့မမယ်။မင်းကိုကအမောပြေနေရင်တစ်ပင်ကိုကင်ကြည့်လိုက်တယ်။ပပက်လေကင်ကြည့်ပြီးတဲ့အခါတော့ဒီဘက်ကတောင်ဘက်ပဲ။ဒီတိုင်းတက်တဲ့သွားရင်တော့ ါတို့ထင်းကျုံရဘက်ကိုရောက်မှာပဲလာခင်ရှင်ကဘလို့သိရလဲလာခင်ဟာနေရောက်ကြငါအမဟုတ်ဘူးဟာထင်းကျုံရကဒီတော့ရဲ့တောင်ဘက်မှာရှိတာပဲမဟုတ်လားဒါပေမဲ့ဒီလောက်တော့ကြီးထဲမှာရှင်ကအရက်လေးမျက်နှာကိုဘလို့ခွဲလိုက်တာလဲလို့ဟာလာခင်ကမကြသေးခင်ကမှမွန်းတဲသွားရလေတမနဲ့ခင်းလုံးနေထိုးထားတဲ့ဘက်ကတစ်ပင်ပင်စီပို့ပူတာပေါ့ကဒီတော့ပင်စီကိုကန်ကြည့်ပြီးပို့ပူတဲ့ဘက်ကအရှိပေါ့အရှိရက်ကိုတီးမှတော့ကျန်တဲ့ရက်တွေတီးပြီပေါ့ လာစမ်းမဟာနင်တို့မိမတွေကလေဒီလောက်တည်ရင်းရှင်ကြီးပြေးနေရတော့အတော်စကားများအတော်ဆက်ဆူကျင်နေတယ်မင်းကူကလခင်လက်ကိုဆွဲပြီးတော့တောင်ဘက်ကိုရှောက်လာရင်ပြောနေရကိုလခင်ကလည်းနှုတ်ခမ်းကိုမှဲ့ပြီးတော့ညဆောင်ထိုးကလိုက်ပါလာခဲ့တယ်အဲ့ဒီလိုနဲ့ရှောက်ခဲ့ကြတော့ညနေနွားရိုင်းသွင်းချိန်ကိုရောက်ရှိလာကြတယ်မင်းကူတို့လင်မယားကလည်းတအောင်နားလိုက်ခီးဆက်လိုက်နေလာခဲ့ကြတော့အတော်ခီးပေါက်နေပြီမင်းကူကတော့သူ့မိမကိုခဏထားခဲ့ပြီးတော့ချောင်ရှိမဲ့နေရာကိုသွားပြီးရေးလာခက်လေးရဲ့ အဲ့ဒီချိန်ဒိုင်းကနေတနက်တန်ကြီးကြာရကသူ့ဘက်ကိုပြေးလာတယ်။လခင်နဲ့လခင်ရဲ့အနောက်ကလိုက်လာကြတယ်။တမရီကိုမြင်လိုက်ရတော့တယ်။လခင်လခင်မြ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 င်လား။မင်းကလခင်လက်ထက်ရငွေထုပ်ကိုကန်လိုက်ပြီးတော့ကျန်တဲ့ဘက်ကလခင်လက်ကိုဆွဲပြီးတော့ချောင်းဆက်တိုင်းပြေးပြီးတော့တယ်။သူတို့ရဲ့နောက်ကနေလေမင်းခွာတန်တွေတနက်တန်ကြီးကစုညံစွာနီးကပ်လာကြတယ်။အဲ့ဒီအတိုင်းပြင်းနေတော့သူတို့လွတ်မှာမဟုတ်တာကိုသိရှိသွားကြပြီးတော့လေမယားနှစ်ယောက်လုံးကချောင်းထဲကိုခုံချသွားကြတော့တယ်။ ချောင်းရီကရေစီးတန်လာချိန်မှမင်းကိုယ်လိုလေမယာရေစီးမှမျောပါသွားကြပြီးတော့ကန်ဆက်ကိုပင် ပြတ်မကူးနိုင်ကြတော့သူများတွေကလည်းအန်တီဂျင်ချိန်တောက်တခက်ခက်နဲ့မကြည်မနဲ့ဖြစ်ပြီးတော့လက်ပြန်သွားခဲ့ကြတယ်။ထင်းချုံရွာရဲ့ချောင်းယိုးတချောင်းမှာတော့လူတွေဝိုင်းဝန်းခင်းနေကြတယ်။တကြီးဦးစန်းတို့အပါဝင်ကာလာသားတွေလည်းရှိနေကြတယ်။ပလိတ်အင်စပက်တော်တွေလည်းရောက်ရှိလာပြီးတော့အလောင်းတွေကိုစစ်ဆေးနေကြတော့တယ်။ဒီတည်ဆုံးသူအမျိုးသားနဲ့အမျိုးသမီးကတကြီးတို့ရွာကလားအမျိုးသမီးကတော့ကျောက်ရွာသူစစ်စစ်ပါ ဒီမျိုးသားကတော့တမာကုံးရွာသားပါ။ရောင်နောက်စရုံးပါဆိုတဲ့အတိုင်းဒီမင်းကလေးကသူ့လင်သားရှိရာတမာကုံးရွာကိုလိုက်သွားတာ၆နှစ်ကျော်ပါပြီ။ဒီလောင်းကိုအတူတူတွေ့ရလား။ဘသူရင်ဆတွေ့ရလဲ။ရေခက်စင်းနဲ့ကျုံရသူလေးတွေ့တာပါ။ချောင်းဆက်မှာဒီတိုင်းအလောင်းကြီးကတည်နေကြလို့ပါ။ကောင်းပါပြီ။တမာကုံးရွာမကြသေးခင်ကမှဓမြဖို့သရိုးမီအောင်တို့ကတိုက်ထားတာ။ရွှေငွေအမြောင်များပါသွားတဲ့အတွက်ကျုပ်တို့အနေနဲ့ကတော့ကိုကိုကိုတက်တည်သွားရလို့ကောက်ချက်ချမိရဲ့။တမာကုံးရွာကတော့ တတလုံးစုံစမ်းဖို့ကမဖြစ်နိုင်သေးဘူး။သတို့မိအောင်တို့ကရွာတရွာကိုတစ်ခါတိုက်ပြီးရင်တော့ဇက်တိုက်တိုက်တာကြောင့်အဲ့ဒီမှာပလိတ်တွေအထက်ရာရှိကြီးတွေအလုံးရှုံနေကြတယ်။ရပိုင်းတွင်ကျုပ်တို့အမှုမှန်ဖော်ထုတ်ပေးပါမယ်။အိမ်နောက်တော့ပလိတ်တွေပြန်သွားကြပြီးရောမင်းကိုယ်တို့လင်းမယားကိုထင်းချုံရွာသူကြီးနဲ့မလခင်ရဲ့အမျိုးတွေကတိုင်ပင်ပြီးတော့မိတူချိုခဲ့ကြတော့တယ်။ထင်းချုံရွာကလေးကလည်းတမကုန်းရွာကဲတို့ပဲအေးအေးချမ်းချမ်းရှိလာတယ်။ဒါပေမဲ့တမကုန်းရွာလောက်တော့စီးပွားရေးမပြေလဲပဲနဲ့ ထမင်းနတ်မယုံများသာခြောင်းလင်းပြီးတော့တယ်။မင်းကိုယ်တို့လင်းများအလောင်းကိုတော့မိသချိုပြီးညမှာခွေးတွေကရွာရှိပိုင်းမှာစူညာပွက်လုံးရိုက်ကဥနေကြတော့တယ်။ဟာဒီခွေးတွေကလေဥပါပြီကွာ။မနက်ကိုလဲလဲဆော့ဆော့ဆင်းရမယ်ဆိုကမှအိမ်လို့ကိုမရဘူး။လေးကွားနေကိုပြစ်အောင်မယ်နေစမ်း။ကိုမြဆောင်ရဲ့ခွေးပဲတော့ဘာတိပါလဲကိုဟာကိုသာအိမ်ဆမ်းမှာငါဘယ်နေမှာအိမ်မရအောင်မိမရာနင်းအသာနေဆမ်းမှာဟဲ့ကိုမြဆောင်တရား တိုင်မာချိန်ထားတဲ့လွယ်ရည်ထိပ်ကနေလေးကွာတလက်နဲ့နောက်စလုံးလေးငါးလုံးခန့်ယူပြီးတော့သုံးထက်သားရှိတဲ့လေကားကနေဆင်းလာခဲ့တော့တယ်။အိမ်နောက်တော့ဝိုင်းတွင်းကထွက်ကောင်းခွေးတွေဥနေတဲ့လမ်းတောင်ဘက်ကိုဝါနေထူလိုက်တော့တယ်။တချို့အိမ်ဝါကက်တွေမှန်တီကမှန်ခွေးတွေကိုမှန်တီကမှန်နဲ့အနှင်းငယ်ပုံပုံညံသွားတော့တယ်။ခွေးတွေကကိုမြဆောင်ရဲ့လေးကွာကြောင့်လာတော့မသိဘူး။ဥနေတဲ့ခွေးတွေကတဖြည်းဖြည်းရွာလေးပိုင်းကိုရောက်လာခဲ့ပြီးတော့တယ်။ကိုမြဆောင်လည်းခွေးတွေဥတာတိတ်မကြရတော့မှ ိမ်ထဲကိုပြန်ဝင်ပြီးအိတ်ဆက်ခဲ့တော့တယ်။ကျွာလေးပိုင်းမှာတော့ခွေးတွေကအိမ်တိမ်ရှိမှဆွေးငွေစာဥတန်းကြီးပေးနေကြသလိုတချို့ခွေးတွေကလည်းစူးစူးဝါဝထိုးအောင်ချင်းပြုတ်နေကြတယ်။ထိုရင်ရဲ့အထဲမှာတော့ညီကိုနှစ်ဦးကအိမ်ပေါ်ထက်အခန်းထဲမှာပတ်စံတွေကိုတယောက်တစ်ဝက်ခွဲယူနေကြတော့တယ်။ပတ်စံတွေခွဲပြီးသွားတဲ့အခါတော့အရှိကခွေးတွေဥတန်းကိုတတိထားမိသွားကြတယ်။ကိုကြီးရွှေလာခွေးတွေကကျုပ်တို့အိမ်ရှိမဲ့ဥလာကြီးလားဗျ။မင်းကလည်းခွေးပဲကွာ။သူ့ဥကျင်တဲ့နေရာဥမာပေါ့။ နေတိုင်းဦးနေကြတာဒီခွေးတွေတနေ့တော့ငါတို့အိမ်ရှိ အလဲကြလို့လာဦးတာနေမယ်မင်းကဝမ်းတောင်သားရအောင်မေဟာဗျာမနောက်နေ့ကိုကြီးရွှေလာရအခုခွေးတွေဦးနေတဲ့အတန်ခါတိုင်းနေမတူဘူးနော်အဘပြောဦးတယ်ခွေးတွေကနေကြုံလာလို့ဟောင်းတန်ဦးတန်အစာမဝလို့ဦးရဲ့အတန်မိလိုက်ချင်လို့ဦးရဲ့အတန်တရေတစေကိုမြင်းလို့ဦးရဲ့အတန်ဆိုပြီးအမျိုးမျိုးရှိနေတယ်ဗျဟင်မင်းကလေဒါဆိုအခုခွေးတွေဦးတာဘာလို့ဦးတာလဲပြောကွာဟာဒါတော့ကြောက်ဘလို့သိမလဲဗျာ အေးလေမင်းရောငါရောခွေးဥလဲဆိုတာတော့ပဲသိတာခွေးဥတန်းနားထောင်ပြီးဘာကြောင့်ဥတလဲမှမသိတာရှောက်တွေးမိနေပါနဲ့ကွာမင်းကလေခွေးတဘောခွေးတဘာဝအရာဥကျင်လို့ဥရဲလို့ပဲတွေးအဲ့ဒီလိုမှမတွေးချင်တော့ခွေးတွေအချွဲကက်နေလို့အချွဲကြောင့်ဥရဲလို့တွေးဟုတ်ပြီလားအများကတော့ဗျာပောက်ကရအာကြီးပြောတယ်လို့တော်ပြီဗျာအိတ်တော်မင်းအိတ်အိတ်မနေ့ကျရင်တော့ကြက်ကြော်လေးနဲ့အရက်လေးတော်ဝါကြီးဆွဲပြေအောင်မင်းဒီပတ်စံတွေနဲ့ဆိုဆယ်ရက်လောက်ကတော့အตาရနေလို့ရတယ် ိုရွှေလာကပြောချင်ရာတွေပြောနေပြီးတော့ပစံလေးကိုဖျောက်ဟုတ်ထိုးထည့်ပြီးအိတ်လိုက်တော့ကိုရွှေလာဘေးမှာအိမ်နေတဲ့ငွေများကတော့အတော်နဲ့အိမ်မပြောသေးပေဟိုလူဒီလိန်လုံနေကအာယုံထဲမှာ60မှာတွေ့ကြရတဲ့လင်မယားနှစ်ယောက်ရဲ့အလောင်းကိုသာမြင်အောင်နေရော်တယ်ဒီကနေ့နီးလေခင်လာမှာတော့သူနဲ့ကိုကြီးရွှေလာတို့အရက်မူးကချောင်းထဲကိုရေးစင်းချိုးကြတယ်အဲ့ဒီချိန်အလောင်းကြီးမျောလာတာကိုမြင်တွေ့ပြီးတော့ကမ်းမော်ကိုတင်ခဲ့ကြတယ်ကမ်းမော်တင်ပြီးအသက်ရှူသေးလားစမ်းကြည့်တော့လေ အသက်မရှိတော့ကြောင်းတီးလိုက်ရရင်တကြီးဖြစ်သူကမိမိအားသွားကြောင်းကြမဲ့အပြုကိုကိုကြီးရွှေလာကတားခဲ့ပြီးတော့တည်ဆုံးနေတဲ့အမျိုးသားရဲ့လက်ထက်ကအထုပ်ကိုယူကြည့်တယ်။အမျိုးသားကမသိခင်မှာအဲ့ဒီအထုပ်ကိုတည်တည်ချာချာတင်းကျပ်စွာကင်ထားပုံရပြီးတော့တည်တဲ့အချိန်တည်းအဲ့ဒီအထုပ်ကသူ့ရဲ့လက်ထက်ကလွတ်မသွားဘူး။ကိုကြီးရွှေလာနဲ့အတူအတင်းဆွဲယူမှသာရလာခဲ့တယ်။အဲ့ဒီအထုပ်ကိုဖြည့်ကြည့်တဲ့အခါတော့ငွေမြောင်များစွာကိုတွေ့လိုက်ရတယ်။ငွေတွေကိုမြင်ပြီးသူတို့လည်းလောဘတက်ကောင်ယူပြီးတော့ချောင်းထဲရအလောင်းတွေကိုပြန်မျောလိုက်တယ်။ ဒါပေမဲ့အလောင်းနေရာခဝဲဝဲကိုမျောသွားပဲနေသူတို့ရွာရဲ့ကာလာသမီးပြိုများရေခတ်တဲ့နေရာမှာတွားရောက်တောင်းတနေခဲ့တယ်။ဒါကြောင့်သူတို့နှုတ်ဦးလည်းမလုံမလဲဖြစ်ပြီးတော့ဝေထုပ်ကိုတနေရာမှာထားပြီးညမောင်မှအင်ကိုယူလာပြီးတော့စောစောကမှခွဲဝေနေကြတာပါ။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အခုလိုလုပ်တာမကောင်းလို့ထင်နေ။သူကအယက်သမားလောင်းကစားသမားဖြစ်တော့လေအခုလိုလုပ်ရက်ကပုံပေါ်အောက်တန်းကြရင်လုပ်ရလို့မြင်နေမိနေ။ဒါပေမဲ့သူ့ရဲ့လောဘကသာအနိုင်ရသွားတော့တယ်။ငွေများများရှိတာကြောင့် သူ့တုံးချင်တယ်လို့တုံးဖြုံးချင်တယ်လို့ဖြုံးတောက်ချင်တယ်လို့တောက်စားချင်တယ်လို့စားလို့ရတယ်ခေါင်းကိုခါရမ်းလိုက်ပြီးတော့သူကငွေတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုသာတွေ့တော့ပြီးအိတ်ဆက်လိုက်တော့တယ်အချိန်ကတစားတစားကုန်ဆုံးလာလိမ့်ပြီးအိမ်ပြန်မှလည်းအနှယောက်ဂရီပါကြီးကလွှမ်းခြုံထားသည့်အလားမောင်းမိုက်ပြီးတိတ်ဆိတ်မှုကကြီးစိုးနေရောတယ်ငွေများကလည်းအိတ်နေရင်အိတ်ဆက်ဆက်အထီးတွေကိုခန်းစားလိုက်ရတယ်သူ့ရဲ့လက်နဲ့ဆမ်းမိတဲ့အရာကတော့ဆူဆွနေကအိတ်ဆက်နေရောတယ်သူအထင်မမှားရင်တော့ ဒီဘက်ကကိုကြီးရွှေလာအိနေတဲ့ဘက်ချမ်းပဲဖြစ်တယ်။ကိုကြီးရွှေလာတိတ်များပေါက်ချသလားလို့တွေးမိပြီးတော့ပြုံမီမျက်လုံးကိုအသာအရာဖွင့်ကြည့်မိတဲ့အခါတော့အာအဲ့ဒီလိုကြဲလောက်စွာအော်ဟစ်ပြီးတော့မတက်ထားရလိုက်တယ်။အဲ့ဒီအချိန်အခန်းထဲကိုကြီးရွှေလာတဲ့မိခင်ဖြစ်သူဒေါ်လာတွေဝင်လာတော့တယ်။ဟေ့ကောင်အလန့်တကြားနဲ့မင်းကြီးတော်လေးမွေးကြိုက်လို့လား။ဘာဖြစ်တာလဲငါသား။မွေးမြအခန်းထဲမျက်စိကစားကြည့်တော့စစောကသူမြင်လိုက်တဲ့အရာ မရှိတော့ဘူး။မိခင်ဖြစ်သူဘက်လေးကောင် အိမ်မက်မက်ပြီးရောက်လာအဲ့ဒီလိုပြောလိုက်တယ်ပြီးခင်ဖြစ်သူကဆိတ်ဆိုပြီးထွက်သွားကောင်အကိုဖြစ်သူရွှေလာကလည်းထွက်သွားတော့တယ်အချင်းကနည်းနည်းလေးနေလေးပြီးသူထိုင်ချလိုက်တော့စစောကသူမြင်ရတာကအိမ်မက်မဟုတ်မဲတိလိုက်ရတယ်ဒေါသတွေအပြည့်နဲ့စိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံဖြူဖြူနေတဲ့မျက်နှာနဲ့ရေရွှဲရွှဲဆိုနေတဲ့ယောက်ျားတဦးကသူ့ရဲ့ဘေးမှာဘေးတစောင်းလေးနေကျင်တာဖြစ်တယ်အဲ့သူရဲ့မျက်နှာကဟိုတနေ့ကချောင်းထဲမှာမျောလာတယ်ယောက်ျားအလောင်းရဲ့မျက်နှာနဲ့တူနေမဲသူတတိယလိုက်တယ် အဲ့လိုနဲ့အဲ့ဒီယောက်ျားကဝိညာဉ်တရေဘဝနဲ့သူဟာချောက်လန့်ခြင်းဖြစ်နေမှာလားသူအခုမှကြောက်လန့်နေလို့လည်းမရဘူးတုံတုံကလှူထားပြီးပြီပဲဖြစ်တယ်ဒီငွေတွေကိုသူမြင်မြန်သုံးဖြုံးချင်နေမိတယ်သူ့ရဲ့စိတ်ထဲမှာမတက်ထီတော့တာကြောင့်ပဲဖြစ်တယ်သူအောက်ထက်ကိုဆန်းလာခဲ့ပြီးတော့မျက်နှာတက်ပြီးထမင်းစပွဲမှာထားလိုက်တယ်မကုတ်ဖြစ်သူရွှေလာကလည်းလာထိုင်နေတယ်မေးရေးဗိုက်စာပြီးပြောဘာရှိလဲချပြဒေါ်လာမျိုးကမျိုးကြောင်လေးကထွက်လာပြီးတော့စလုံးတစ်လုံးကိုကိုင်းလာတယ်။အဲဒီနောက်တော့ ဒုံကနေနေအောင်စပွဲပေါ်ချလိုက်တယ်။မလန်မကန်မှာတော့သူတို့ရဲ့ဖခင်ဖြစ်သူကလည်းသူတို့ကိုဒေါသကြီးပြီးတော့စိုက်ကြည့်နေခဲ့တယ်။မိကလေးဗျာဖြစ်ဖြစ်ချပါ။ဟာအမေစလုံးထဲမှာဖားတည်ကြီးတွေဗျယူစရာကြီးဗျာ။ရွှေလာပြောပြီးမေဒေါ်လာနေကမျက်နှာကျော်ကြီးတွေတင်းနေကသူတို့ကိုစိုက်ကြည့်နေရောလေ။ငွေများကမိခင်နဲ့ဖခင်ဖြစ်သူကသူတို့နှစ်ယောက်အားဒေါသထွက်နေပုံရတာကိုရိပ်မိသွားတယ်။အဲ့ဒီချိန်ဖခင်ဖြစ်သူကသူတို့စီလျှောက်လာခဲ့ပြီးတော့ ဇပွဲကိုလက်နက်ဖက်လုံးဖြင့်ထိုးချလိုက်ပြီးငါတို့ငွေတွေပြန်ပေးအဲ့ဒီလိုအတန်အော်အော်ကြီးနဲ့ပြောတော့တယ်ရွှေလားနေငွေများတို့ကြောင်စီစီဖြစ်သွားကြတယ်ဘယ်ဘယ်ရောက်ဝင်လဲသားတို့အမေနဲ့အဘစီကဘယ်ပစံမှာခိုးမထားဘူးနော်ဟုတ်တယ်သားတို့မယူဘူးနော်အဘအဘတို့အထင်လွင်နေရနေမယ်အဲ့ဒီအခါမိခင်ဖြစ်သူဒေါ်လာငွေကငါတို့ငွေတွေပြန်ပေးအဲ့ဒါအလူလုပ်ဖို့ငါတို့လူဖို့ဟာဗျာခမကြီးတို့ဘာတွေပြောနေရလဲ ကျို့တို့ခိုးမထားဘူးလို့ပြောနေရနေပြစိတ်ဆက်တဲ့ရွှေလာကထားဝင်တဲ့အခါတော့ဖခင်ဖြစ်သူကရွှေလာကိုထိုးချလိုက်တယ်လက်သေးကအပြင်းနာကြောင်းရွှေလာလဲကြောက်သွားချင်းဖခင်ဖြစ်သူကလေပင်းတက်ညစ်လျော်တယ်မွေးမြလည်းဖခင်ဖြစ်သူကိုအတင်းဆွဲပြီးမှဖခင်ကအယံတမလုံးနေတာကိုတတိထားမိလိုက်တယ်အသက်60ကျော်နေတဲ့လူအုပ်ကြီးကိုသူ့လိုလူငယ်တယောက်အားနဲ့မဆွေးနိုင်မဖြစ်နေတော့တယ်အဲ့ဒီချိန်မိခင်ဖြစ်သူကလည်းသူတို့နောက်ကနေလေပင်းညစ်ကငါတို့ငွေတွေပြန်ပေး ဲ့ဒီလိုအော်လေတယ်။သူအတင်းယုံတော့လေမိခင်ရဲ့လက်တွေကတန်ချောင်းနေကဲတော့မာတောက်နေရကြောင်းဆွဲပင်မရပဲလဲပြီးအစ်လာခဲ့တယ်။သူ့အော်ချင်းပေမဲ့အတန်လေးထွက်မလာပဲအားကုန်ယုံကန်နေခဲ့တယ်။အသက်ရှူရတာမောဟဖြစ်လာပြီးတော့မျိုးလုံးတွေပြူကမျက်နှာကြီးနီလာချင်းဩစာအာနာတန်အပြည့်ပါလာတယ်။အတန်တကူကခြံဝါးကနေထွက်လာခဲ့တယ်။ဟိတ်ရက်စန်းခိုင်းဆောင်ပုံကိုယ်တွေကလက်ဖြန့်ကြိုးတုတ်စီအဲ့ဒီခါမှာတော့ ငွေမြောင်းလူကြီးကိုအားလေးပင်းညစ်နေတဲ့မိဘနှပါးရဲ့လက်ကပြန်ပြေးသွားကြပြီးတော့အနောက်ကိုလက်ပြစ်ထားကြတယ်။ငွေမြောင်းလူကြီးကိုအသက်ကိုမနှဲဝအောင်ရှူရင်းနဲ့ခြံဝကိုကြည့်ပြီးတော့ယောဂီဝင်းနဲ့ခေါင်းပေါင်းပေါက်ထားတဲ့လူငယ်သူ့ရဲ့အနောက်မှာတော့သူ့လိုယောဂီဝင်းနဲ့လူနှစ်ယောက်ခေါင်းပေါင်းတော့မပါကြဘူး။အရှိဆုံးကလူငယ်ကငွေမြောင်းရဲ့အနောက်ကိုရောက်လာပြီးတော့နောင်ကြီးတို့မိဘနှပါးတဆိတ်ပုကတ်နေရပဲ။နောင်ကြီးတို့သာလက်ခံမယ်ဆိုကျုပ်ကူပေးပြရစေ။ရရပါလေကူကူကူပေးပါ။ ိလူငယ်ကဒေါ်လာမျိုးလိုလင်းမယားအနာကတ်သွားခြင်းဒေါ်လာမျိုးလိုရဲ့ဒူးတွေက အလိုလိုပြုတ်ခေကမြေကြီးပေါ်ထိုင်လျက်သားဖြစ်သွားတော့တယ်။အတင်းတို့ကဘသူတွေလဲဒီခဏတွေထဲဝင်ပူးပြီးကျွန်တော်နောက်ကလူနှစ်ယောက်ကိုဘာလို့တက်ချင်နေကြရလဲ။အဲ့ဒီကောင်ဝင်းမယားရဲ့ဖခင်မှာပုကက်နေတဲ့တစေကမင်းကရောဘာကောင်းလဲ။ငါတို့ကိစ္စမှာဘာလို့ဝင်းရှုပ်တာလဲ။ဝင်းရှုပ်တာမဟုတ်ဘူးဖြည့်ရှင်းပေးမလို့ပဲတင်းတို့ကဒီလူနှစ်ယောက်ကိုဘာလို့တက်ချင်နေရတာလဲ အဲ့ဒီခါတိတ်ဆိတ်နေရောတယ်။ထိုလူငယ်ကဆက်လက်ပြီးတော့ကောင်းကောင်းမင်းကောင်းကောင်းပြန်ဖြေပါ။အကယ်၍သူတို့ဘက်ကမားတယ်ဆိုရင်ကျုပ်ကတောင်းပန်ခံလိုက်ပါမယ်။အဲ့ဒီလိုမဟုတ်ပေတင်းတို့ကိုတဦးတယောက်ကစိတ်ခိုင်းတာလား။ဘသူမှမခိုင်းဘူး။အကျင့်နဲ့လို့ငါတို့တတ်မလို့။တင်းမမှန်ပြောပါ။တင်းလည်းရင်အကူရင်းမှာမီးလောင်သွားမယ်။ငါမလိမ်ဘူး။အမှန်တိုင်းပဲပြောနေရ။ကောင်းပြီ။ဒါဆိုရင်ဘာကြောင့်မကျေနပ်တာလဲ။ဒီကောင်ကလူယုံမာတွေအောက်တန်းစားတွေ ငါတို့အလူပေးမဲ့ငွေတွေခိုးထားတယ်။အဲ့ဒီငွေတွေငါတို့လင်မယားမနှဲဆူထားရတာ။ဒါ့ကိုဒီကောင်တွေကအလွယ်လေးယူသွားတယ်။အဲ့လူငယ်ကငွေများတို့ဘက်ကိုလဲကြည့်ကောင်။ဟုတ်သလားမိတ်ဆွေ။အဲ့ဒီလိုမေးတဲ့အကောင်တော့ငွေများနေရွှေလာကောင်ကြိုးတို့မခုံးသူ့လျှောက်ပြောနေတာ။အဲ့ဒီလိုညင်းဆန်တာကြောင့်ထိုလူငယ်ကအရှိကို ပြန်လဲလိုက်တယ်။သူတို့မယူဘူးလို့ညင်းနေတယ်။သင်တို့လိန်နေတာမဟုတ်မှန်းလဲကျွန်ုပ်သိတယ်။သင်တို့ဖြစ်ပြက်ခဲ့တဲ့မျိုးကျွန်ုပ်ကိုအစာဆုံးပြောပြပေးနိုင်မလား။ ငါပြောပြရင်မင်းကကူညီမလားကျွန်တော်မှန်တဲ့အတိုင်းဖြစ်စေရပါမယ်။ကောင်းပြီငါပြောပြမယ်။ငါနာမည်ကမင်းကို တမာကုန်းရွာသားငါတို့လင်မယားကနေ့စဉ်ငါတို့ရွာမှာလူနေကြသူတွေကို အားကြပြီးတော့လူကျင်တန်းကျင်လို့လို့အလုပ်စူးစားပြီးငွေတွေစုခဲ့တယ်။ငါတို့လူတန်းမှုအထိငွေပြည့်ချိန်မှာဓမြတွေရွာကိုဝင်တိုက်သွားတယ်။ငါတို့ကကံကောင်းလို့အတိုက်မခံခဲ့ရဘူး။ဒါပေမဲ့ဓမြတွေကရွာတရာကိုခဏခဏဝင်တိုက်တတ်တယ်ဆိုတာနဲ့ငါတို့လင်မယားရွာကနေ ဒီဘွားကိုပြောင်းလာခဲ့တယ်။လမ်းမှာဓမြဖွင့်နဲ့တွေ့ပြီးတော့ငါတို့တောထဲကိုထွက်ပြေးခဲ့တယ်။ဒါပေမဲ့ဓမြတွေကအနောက်ကနေထက်ချက်မခွာလိုက်လာကြတယ်။ငါတို့လူမဲ့ငွေတွေပိုက်ပြီးတော့ထွက်ပြေးပြီမင်းဓမြတွေကမြင်းနေဆိုတော့မလွတ်နိုင်မှန်းသိတာနဲ့ရောလူမဲ့ငွေတွေအပမခံနိုင်တာကြောင့်ရောချောင်းထဲကိုခုန်ချခဲ့ကြတယ်။ဒါပေမဲ့ချောင်းရီကအရန်ရေစီးတန်လုံးနေငါတို့ကန်းကိုပြန်မကူးနိုင်ကြပဲရေမုံပြီးတေးခဲ့ရတယ်။အဲ့ဒီမှာငါတို့အလောင်းတွေဒီဝါထိမျောလာတာကို အဲ့ဒီနှကောင်ကတွေ့ပြီးကမ်းမော်ဦးတင်နေဒါပေမဲ့ငွေတို့ကိုပဲယူကြပြီးငါတို့အလားကိုပြန်ပြောလိုက်ကြတယ်လေငါတို့လည်းသူတို့ကိုမကြည့်နဲ့တာနဲ့ငါတို့အလားကိုဒီဝါနားမှာပဲတင်အောင်လုပ်ခဲ့တယ်သူတို့ယူထားတာငါတို့အလူပေးမဲ့ငွေတွေငါတို့ငွေတွေပြန်လာတောင်းတာငါတို့မကြည့်နဲ့လို့တတ်ချင်တာပဲထိုလူငယ်ကအဖြစ်ပြက်အလုံးစုံကိုနားထောင်ပြီးတဲ့အခါတော့ငွေများတို့ဘက်ကိုလှည့်လိုက်တော့တယ်ခမများတို့အဲ့ဒီလိုမလုပ်ကြပါနဲ့သူတို့ငွေတွေကို ပြန်ပေးလိုက်ပါဘာလဲ ကျွတ်တို့ဘာမှမသိဘူးမိတ်ဆွေခင်များတို့အဲ့ဒီငွေတွေကိုတတ်မှတ်ပြီးပြမပေးရင်တော့အခုခင်များတို့မိဘနှစ်ပါးကိုဝင်ဘူးနေတဲ့တဆေတွေကခင်များတို့မိဘနှစ်ပါးလုံးရဲ့အသက်ကိုအရင်နှုတ်သွားကြမှာနော်ခင်များတို့ရဲ့လောဘကြောင့်ကိုကိုကျွေးမွေးထားတဲ့မိဘနှစ်ပါးကိုအသိခံကြမလို့လားကိုကြီးရွှေလာပြန်ပြီးလိုက်ရအောင်ပါဗျာကျုပ်အမေနဲ့အဘတော့အသိမခံနိုင်ဘူးအေးအေးပါကွာငါလည်းအဘနဲ့အမေကိုအဖြစ်မခံနိုင်ပါဘူး အဲ့ဒီခါရွှေလားနေငွေများတို့ကအိမ်မုတ်ကိုတက်သွားပြီးတော့ငွေတွေကိုငကိုတိုင်းပြန်ထိုးလိုက်ပြီးသူတို့ကိုပေးလိုက်တယ်။ကဲတင်းတို့ငွေကိုကျွန်ုပ်ကိုယ်တိုင်ဒီဝါဆရာတော်ကြီးကိုအပ်ပြီးအလူကျပပေးပါမယ်။အလူရှင်နေရာမှာလေတင်းတို့အမိတွေကိုပေးလိုက်ပါမယ်။တဆက်တည်းတင်းတို့ကိုလည်းအများဝေတဲ့အခါတင်းတို့ကတာဓုခေါ်ကြပါ။ကျေးဇူးကြီးပါပဲဗျာ။ကျို့တို့တာဓုခေါ်ကိုစောင့်နေပါမယ်။ကျုံမိမနာမည်ကလက်ခင်ပါ။ကောင်းပါပြီ။အခုတော့တင်းတို့ဒီခန္ဓာလေးကနေထွက်ပြီး ်တင့်တော်ရနေရာမှာနေကြပါဦးအဲ့ဒီကတော့ငွေများတို့မိဘနှစ်ဦးကမိလဲကျသွားတော့တယ်အဲ့ဒီလူငယ်ကတတိယအောင်ပြန်လဲလုပ်ပေးခဲ့ပြီးတော့ငွေများတို့ညီအကိုကိုစုံမပြီးရွာဦးကျောင်းဘက်ရှောက်လာခဲ့ဆရာတော်ကြီးကအကျိုးကျောင်းရှောက်တင်ပြီးတော့ငွေထုပ်ကိုလူငယ်ကအဲ့ဒီလူငယ်သုံးဦးကထူရွာကနေပြန်လဲထွက်ခွာသွားခဲ့ကြတော့တယ်မကြမီရပိုင်းအတွင်းမှာတော့ထင်းချုံရွာလေးမှာအလူရှင်မရှိတဲ့အလူပွဲလေးကအိုးစီတိုးပတ်တန်းနေနေ ပြန့်လွင့်လို့နေလေတော့တယ်ပြိတ္တများရှင်စာရေးသူမိုးထိုးမကွေရေးသားထားတဲ့သူကနဲ့အလူရှင်မရှိတဲ့အလူပွဲဆိုတဲ့ဇလန်လီရတော့ဒီမာရီပြီးဆုံးသွားပါပြီနားစင်အားပြီးကြားတဲ့ပြိတ္တတယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်